င်္ဂါပါရှင်။ရန်ကုန်ခေတ်သက်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြစ်ဆွေအလောင်းအာတုဘလှဲ့လေလမ်းကြောင်းရှစ်ခုသတ်မှတ်ထားပြီး အရက်ဘက်ကလူအင်အားသသောင်းနီးပါးနဲ့ဇွတ်တရုတ်စီကားစီကိုဆောင်ရွက်နေပါတယ်။ကျန်းကုန်မော်လမြိုင်ကားလန်းကြိုက်ထုံနဲ့ဘီးလင်းမြို့နယ်အကြားမှာစစ်ရင်တန်းကိုတိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က10ဦးသေဆုံးခဲ့တဲ့သတင်းအပအဝင်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြုယာယီသမရအမိခံ မြင့်ဆွေအလောင်းအာတူပါပို့ဖို့လမ်းကြောင်း၈ခုတတ်မှတ်လိုက်ပြီးအရက်ဖက်လူအင်အား6840ဦးနဲ့ဇွတ်တရုတ်စီကားအောင်ဆောင်ရွက်ဖို့စစ်တပ်ကစီစဉ်ထားပါတယ်။ ဩဂတ်17ရက်နေ့မြင်းဆွေအလောင်းကိုအမတ်နဲ့စစ်ဆေးရုံကနေစစ်သင်းချိုင်းကိုပို့ဆောင်มาဖြစ်ပြီးအဲ့လိုပို့ဆောင်တာမှာလမ်းကြောင်း၈ခုသတ်မှတ်ထားက မြင်းဆွေ အာသူဘပို့သတ်မှတ်လမ်းကြောင်းကို စုစုပေါင်းမိုင်9သတမ85သတ်မှတ်ထားတယ်လို့သိရပါတယ်မြင်းဆွေအလောင်းရင်တန်းစတင်ဖြတ်တန်းမောင်းနေတာမှာပထမလမ်းကြောင်းတစ်ဖြစ်တဲ့အမတ်နဲ့စစ်ဆေးရုံကနေကြောက်တလုံးစီတီး ကြတဲ့လုံးစီဒီကနေရန်ကုန်မန်းလေးအထိပေပေါင်း12408ပေဖြတ်သန်းမှာဖြစ်ပြီးလမ်းကြောင်းတစ်မှာတက်အင်အားအပြည့်ခြားထားမှာဖြစ်ကလမ်းကြောင်းနှစ်အဖြစ်ရန်ကုန်မန်းလေးကနေစင်သေးချောင်းတံတားထိပ်အထိပေပေါင်း2283ပေကိုဖြတ်သန်းမှာဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းနှစ်မှာလဲတက်အင်အားအပြည့်ခြားထားမယ်လို့သိရပါတယ်။မြင့်ဆွေအလောင်းရင်တန်းဖြတ်တမ်းမဲ့လမ်းကြောင်းသုံးမှာ စင်သေးချောင်းတရားကနေဆယ်ရီပေးမြောင်းအထိ ပေ6560ပေရှိမှဖြစ်ပြီးပြည်သူ3240ဦးကကြိုဆိုရမယ်လို့သိရပါတယ်။လမ်းကြောင်း၄ရက်ဖြစ်ဆယ်ရီပေးမြောင်းကနေတရားတန်လန်းကျွန်းရွှေဝါလမ်းထိပ်အထိပေပေါင်း6266ပေရှိမှဖြစ်ပြီးနန်းစီရီယာဝန်ထမ်းအင်အား3000ခန်းကကြိုဆိုရမယ်လို့သိရပါတယ်။ လမ်းကြောင်း၅အဖြစ်ရထားတန်လန်းကျိုးရွှေဝါလမ်းထိပ်ကနေကရင်300စေးုံမေးပွိုင်းအထိပေ2045ပင်ရှိပြီးနန်းစီဒီယံဝန်ထမ်း800ဦးကကြိုဆိုရမှာဖြစ်သလိုလမ်းကြောင်း6အဖြစ်မီးပွိုင်းကနေစစ်သင်းကြီးလမ်းဆောင်အထိ ပေပေါင်း2513ပင်ရှိမှာဖြစ်ပြီးနန်းစီဒီယံဝန်ထမ်း1000ဦးကကြိုဆိုရမယ်လို့သိရပါတယ်လမ်းကြောင်း9အဖြစ်စစ်သင်းကြီးလမ်းဆောင်ကနေ စ်သင်းကျိုင်းဥဒတိုင်းအထိပေပေါင်း4100ပေရှိမှဖြစ်ပြီးနမ်စီရီယံဝန်ထမ်း1800ဦးကမြင့်ဆွေအလောင်းကိုကြိုဆိုရမှာပါလမ်းကြောင်းရှိအဖြစ်စစ်သင်းကျိုင်းဥဒတိုင်းကနေဝင်ပေါက်ပန်းခုံအထိပေ9050ရှိပြီးအဲ့ဒီလမ်းကြောင်းရှိကိုတက်အင်အားအပြည့်ချထားမယ်လို့သိရပါတယ်လုံးကြုံရေးအင်အားများချထားတာမှာတက်အင်အားချထားတဲ့နေရာတွေကိုသာ လုံခြုံရေးအပြစ်ထားရှိမှာဖြစ်ပြီးနန်းစီဒီယံဝန်ထမ်းတွေကြိုဆိုမဲ့နေရာတွေကိုတော့လုံခြုံရေးအင်အားအပြစ်မထားပေးနိုင်ဘူးလို့သိရပါတယ်။ဩဂတ်စ်လ9ရက်နေ့ကတည်ဆုံးခဲ့တဲ့မြင့်ဆွေရဲ့အလောင်းကို9ရက်တိုင်ထားရှိပြီးဩဂတ်စ်လ17ရက်နေ့မှာစစ်သင်းကျိုင်းကို အခမ်းအနားနဲ့ပို့ဆောင်တကြိုမှာပါရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ ရန်ကုန်မော်လမြိုင်ကားလန်းကြိုက်ထုံနဲ့ဘီလင်းမြို့နယ်အကြားမှာစစ်ရင်တန်းကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က၈ဦးသေဆုံးခဲ့တယ်လို့နဂပြူတပ်ရင်းတပ်ခွဲ၂ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကဩဂတ်လ၉ရက်နေ့ရန်ကုန်မော်လမြိုင်ကားလန်းကြိုက်ထုံဘီလင်းမြို့ကြားဝင်းမတုံဂုံစင်းစီဆိုင်နဲ့တင်ကြိုင်ကုန်ကြားကို မောင်းနှင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းရင်တန်းကို တော်လိုင်းရေးတက်တွေကတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကစစ်သား၈ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အထိနာသွားတဲ့စစ်တပ်ရင်တန်းကပြည်သူတွေနေထိုင်တဲ့နေရာတွေကိုဥတီတံပြန်ပစ်ခတ်ခဲ့တာကြောင့်ပြည်သူတို့ထိခိုက်သေဆုံးခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးမှာပြည်သူကာကွယ်ရေးတက်တွေငကပြူတရင်တက်ခွဲနဲ့ ခွန်ရှိ305တက်ခွဲလေးအပါဝင် တော်လန်ရေးအင်အားစုတွေကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့ HIV AIDS ဝေဒနာရှင်တွေနေ့စဉ်မပြတ်မကွက်ပုံမှန်သုံးဆွဲရတဲ့ ARD ဆေးကိုကန့်သက်ထိန်းချုပ်တာတွေလှုပ်ဆောင်လာတယ်လို့ဆေးဝါးနဲ့ဆရာဝန်အတိုင်းဝိုင်းတွေစီကနေစုံစမ်းသိရှိရပါတယ်။ ARD ဆေးကို သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့ INGO NGO တွေကအခမဲ့ထုတ်ပေးနေရကနေဩဂတ်စ်လ8ရက်နေ့ကနေစပြီးစစ်အုပ်စုထိန်းချုပ်ထားတဲ့အစိုးရစေယုံတွေမှာပဲထုတ်ယူခွင့်ပေးတော့မှာဖြစ်တယ်လို့ HIV ဝေဒနာရှင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေစီကနေသိရပါတယ်။ ART စေဝါသုံးဆွဲနေသူတွေစည်ရင်းကိုစစ်အစိုးရရဲ့မြို့နယ်ကျန်းမာရေးဌာနတွေကလွှဲပြောင်းပေးနေရပြီး လက်ရှိလာရောက်ထုတ်ယူသူတွေကိုတော့တလားစာဖြင့်ထုတ်ပေးနေတယ်လို့လည်းပြောပါတယ်။ ARD စေးတွေကိုတက်ဆိုင်ရာဝန်ဆောင်မှုတွေပေးနေတဲ့စေကန်းတွေမှာပဲရယူနိုင်ပြီးမြန်မာနိုင်ငံမှာကြေကြေပြန့်ပြန့်အလွယ်တကူဝယ်ယူရနိုင်ဖို့အခက်အခဲရှိသလိုဈေးနှုန်းမြင့်မားတဲ့အတွက်လည်းလူတိုင်းဝယ်တော့ဖို့မလွယ်ကူနိုင်သေးဘူးလို့လည်းဆရာဝန်တွေကပြောပါတယ်။ ဒါအပြင် NGO INGO တွေကိုပါစေထုတ်ယူခွင့်စစ်ကောင်စီကပိတ်လိုက်တော့ခရိုင်စေယုံကြီးတွေနဲ့မြို့နယ်စေယုံကြီးတွေမှာလူအင်အားနဲ့ဝင်ထွက်ဝင်ပို့ဖြစ်သွားနိုင်တဲ့အတွက်စေထုတ်ယူရမှာအခက်အခဲတွေဖြစ်လာနိုင်တယ်လို့လည်းပြောပါတယ်။ ARD စေကို အရင်ကမြို့နယ်အလိုက် ကျန်းမာရေးဌာနတွေကနေ၃လတကြိမ်အခမဲ့ထုတ်ပေးပေမဲ့လက်ရှိမှာတော့တိုက်ပွဲတွေဌာနဆိုင်ရာ မလဲပတ်နိုင်တာတွေကြောင့် HIV ကူးစက်ခံရသူတွေဆေးပြက်လက်မှုနဲ့ကြုံတွေ့နေရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။လက်တလုံးမှာဆေးပြက်တာကြုံတွေ့နေရတဲ့ရခိုင်ဒေသက HIV ပိုးရှိသူတချို့ကတော့ Cotrine လိုမျိုးပိုးသက်ဆေးအမျိုးအစားတွေကိုသာဝယ်ယူသုံးဆွဲနေရတာတွေရှိကြပြီးဆေးဝါးဆေးတွေမြင့်လွန်းတာကြောင့်အများစုကမဝယ်ယူနိုင်ကြသလိုလက်ရှိသုံးနေတဲ့ပိုးသက်ဆေးတွေကလည်း ART ဆေးလိုထိရောက်မှုမရှိဘူးလို့လည်း HIV ရောဂါခံစားနေရသူနဲ့နှိစက်တဲ့မိတ်ဆွေတို့ကပြောပါတယ်။အခုလိုပဲကင်းရင်ပြည်နယ်မှာစစ်ဆောင်ကျေပြန့်လာတာကြောင့် HIV virus ကိုကူးစက်ခံရသူတွေအနေနဲ့စစ်ကောင်စီရဲ့အစစ်ဆေးတွေကိုကြော်ဖြတ်ပြီးဆေးယူဖို့စစ်ကောင်စီထိန်းချုပ်နယ်မြေတွေစီကိုသွားကြရတာရှိတယ်လို့သိရပါတယ်။ချင်းပြည်နယ်မတူပြည်မြို့မှာတော့စစ်ဘေးကြောင့်ဆေးရုံတွေပျက်စီးကုန်တာနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့်ထုတ်ယူဖို့အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီကတော့ ART ဆေးဝါးတွေကိုနိုင်ငံတော်ကနေအကုန်ကြခံဝယ်ယူပေးထားတဲ့အတွက်ဆဲပြတ်ဖို့အကြောင်းမရှိဘူးလို့ညင်းဆိုထားကအစိုးရဈေးရုံတွေမှာသာလာရောက်ထုတ်ယူကြဖို့ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ 2300ကျော်ရှိပြီးလူဦးရေရဲ့3.64ရာခိုင်နှုန်းကိုးဆက်ခံထားရပြီလို့ကျန်းမာရေးဝန်ကြီးဌာန2021ခုနှစ်မှာထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ။မန္တလေးတိုင်းငန်းစုံမြို့နယ်တန့်စင်ကုန်းရွာကိုစစ်ကြောင်း3ကြောင်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်တာကြောင့်စစ်တပ်ဘက်ကထိခိုက်ပိတ်ဆုံးသူများပြားတယ်လို့ ကျောက်စဲတရင်နဲ့တက်ခွဲကောင်း Tiger Brother မြစ်သား PDF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်။မနေ့က August လ9ရက်နေ့မနက်ပိုင်းမှာငန်းစုံမြို့နယ်တန့်စင်ကုန်းကြီးွာကိုစစ်တပ်ကစစ်ကြောင်း3ချောင်းနဲ့ဝင်ရောက်စီးနှင်ခဲ့တာကြောင့်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကျောက်စဲတရင်နဲ့တက်ခွဲကောင်းကရွာအတွင်းလမ်းပိုင်းတွေမှာတပြိုင်တည်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ တီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေ90ဦးထပ်မင်းသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းများပြားက တော်လန်ရေးရဲဘော်တွေယာယီအထိုင်ချထားတဲ့နေရာကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါတယ်ရှင်ဆလဘီမန္တလေးတိုင်းမှာ TNL ကတင်ပိုက်ထားတဲ့မိုးကုံမြို့နယ်ကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲဘုံကျဲချခဲ့တာကြောင့်ကလေးငယ်2ဦး ိုရင်ငယ်တပါအပါဝင်ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကို ပြောပါရယ်။မနေ့ကဩဂတ်စ9ရက်နေ့ညနေ6:45မိနစ်အချိန်မိုးကုံမြို့အရှေ့ပိုင်းကြောင်နဂါကျေးရွာကိုတိုက်ပွဲမဖြစ်ပွားဘဲတိုက်လင်ရင်တစည်းနဲ့ဘုံကျဲချခဲ့ရာကြောင့်ကြောင်နဂါကျေးရွာဖုံးကြီးကျောင်းကို ထိမှန်ခဲ့ပြီးအသက်82နှစ်အရွယ်အဖိုးအိုတဦးကိုရင်ငယ်တပါအသက်32နှစ်အရွယ်အမျိုးသမီးတဦး အသက်၁၇နှစ်အရွယ်မိခလင်းငယ်တဦးနဲ့အသက်၈နှစ်အရွယ်ယောက်ျားလေးတဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်က TNLA သိမ်းပိုက်ထားတဲ့မိုးကုံမြို့ကို တောက်လျှောက်ဆိုသလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတာကမေလ၊ဇွန်လ၊ဇူလိုင်နဲ့အခုဩဂတ်လအတွင်းလေကြောင်းတိုက်ခိုက်ကြရတဲ့ကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုအများပြားဖြစ်ပေါ်ခဲ့ပါတယ်။ မေလ23ရက်နေ့ည7:46မိနစ်အချိန် TNL သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်ရွှေလိပ်ပြာအနီးတစ်ဝိုက်ကို လေရင်နဲ့ဘုံးတွေကျဲချခဲ့ပြီးဇွန်လ25ရက်နေ့ည7:23မိနစ်အချိန်မန္တလေးတိုင်းမိုးကုံမြို့နယ်အရှေ့ပိုင်းအုံကိုင်းဖုံးကြီးကျောင်းအနီးကိုစစ်တပ်ကလေရင်နဲ့ဘုံးတွေကျဲချခဲ့တာကြောင့်အုံကိုင်းကွက်တစ်ကနေအိမ်တွေကားတွေပြက်စီးပြီးအုံကိုင်းဖုံးကြီးကျောင်းကတော့မျက်နှာချက်ပြိုကျတာ စိုးစားဆောင်ပျက်စီးခဲ့ပါတယ်။ဒါအပြင်ဇူလိုင်လ၈ရက်နေ့မနက်၉နာရီဝန်းကျင်အချိန်ကလည်းစစ်ကောင်စီကမိုးကုံမြို့အနောက်ပိုင်းခေါင်းပါရှိုစာတင်ကျောင်းအနီးကိုလေရင်နဲ့ပေါင်900ဘုံတလုံးကျဲချသွားတာကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ပါတယ်။ဇူလိုင်လ၉ရက်နေ့ည၈နာရီ၁၈မိနစ်ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့တရားဦးလေတက်ကနေတက်လာတဲ့ စစ်လင်ရင်ကမိုးကုံမြို့အရှေ့ပိုင်းတောင်ကချင်ရက်ွက်ပမ်းမထိတ်ဘတ်ချမ်းမှာရှိတဲ့ကလတ်ချန်တဲ့ကို ပေါင်300ဘုံတလုံးကျဲချသွားတာကြောင့်လူနေရက်ွက်မှာရှိတဲ့နေအိမ်တွေပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ကအသက်12နှစ်အရွယ်ကလေးငယ်2ဦးထိမှန်ပြီးပွဲချင်းပြီးသေဆုံးခဲ့ကကလေးငယ်တွေအပါအဝင်ပြည်သူ10ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်ဇူလိုင်လ23ရက်နေ့ညပိုင်းကလည်းမိုးကုံမြို့အရှေ့ပိုင်း ပန်းမထိတ်ရွာကိုစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံတီကျဲချတိုက်ခိုက်တာကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေခုနှစ်လုံးလဲထိခိုက်ပျက်စီးခဲ့တဲ့အပြင်ဇူလိုင်လ26ရက်နေ့ညနေ9နာရီကျော်ကအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ရွှေလိပ်ပြောင်ဟိုတယ်ကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးဇူလိုင်လ26ရက်နေ့မနက်9နာရီခွဲကစပြီးအကြမ်းဖက်စစ်တပ်ကမိုးကုံမြို့ပေါ်ကိုလင်းရင်နဲ့ဘုံခုနှစ်လုံးကျဲချခဲ့ပြီးတဲ့နောက် မနက်9:40မိနစ်မှာဒုတိယအကြိမ်အဖြစ်စစ်လင်ရင်နဲ့ဘုံကျဲချသွားပါတယ်။အဲ့ဒီနေ့မနက်10:39မိနစ်ကလည်းမိုးကုံမြို့နယ်အရှိရွာဘီးတောင် အာကျူဟိုတယ်အနီးဝန်းကျင်ကိုစစ်ကောင်စီကလင်ရင်နဲ့ဘုံထဲမှကျဲချခဲ့ပြီးအဲ့ဒီနေ့မနက်ပိုင်း3ချိန်မြောက်လင်ရင်နဲ့ဘုံကျဲချခဲ့တာပါ။ဩဂုတ်လ2ရက်နေ့မနက်8:25မိနစ်အချိန် မိုးကုံမြို့ကိုစစ်ကောင်စီတပ်က jet fighter နဲ့ပေါင်250ဘုံးနှလုံးလာရောက်ပုံကျဲချခဲ့တာကြောင့်ပြည်သူ12ဦးသေဆုံးခဲ့ပြီး14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကောင်ဘုံးကျရောက်ပောက်ကွဲတာကြောင့်တန်ဃာတော်တပါးခလေးတဦးအမျိုးသား10ဦးသေဆုံးခဲ့ပြီးအမျိုးသား12ဦးနဲ့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကောင်နေအိမ်10အိမ်ကား3စီးနဲ့ဆိုင်ငယ်3စီးလဲဘုံးစားထိမှန်ပျက်စီးသွားခဲ့ပါတယ်ရှင် ပူးတလင်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးပူးတလင်မြို့ကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတစ်တဦးအလင်းဝင်ရောက်လာခဲ့တယ်လို့ပူးတလင်မိုဘိုင်းတင်း BMT ပူးတလင်မြို့နယ်ရွှေလျားစစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ဩဂုတ်လ3ရက်နေ့ကပူးတလင်မြို့ပေါ်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်မှုထမ်းတပ်သားတစ်ကိုချင်မိုးကလက်နက်ယူဆောင်လာတာမရှိဘဲ ဘူးတလင်မြို့နယ်ရွေလျားစစ်တောင်းဘူးတလင် mobile team BMT မုံရွာခရိုင်အမတ်နှစ်တရင်ရွာစော်ကြီးတခွဲ WZG ကျောင်းသားလက်ယုံတက်တော် SAF တို့နဲ့ချိတ်ဆက်ကအလင်းဝင်ရောက်ခဲ့တာပါအခုလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းသက်သားတဲ့ကိုချင်မိုးက2023ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာလှိုင်သာယာမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တင်တန်း9လတက်ရောက်ခဲ့ပြီးတဲ့နောက်ဘုဒ္ဓလင်မြို့ပေါ်ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။အခုလိုအချိန်မီပြည်သူရင်ခွင်ခိုးလုံပြီးအလင်းဝင်ရောက်လာတဲ့ကိုချင်မွန်းကိုကောင်းမွန်စွာဆောက်ရှောက်ထားပြီးစစ်ရာဇဝင်အမှုတွေနဲ့မပတ်သက်တာကြောင့်သူ့ရဲ့ဆန္ဒအတိုင်းလှုပ်ဆောင်ပေးနိုင်ဖို့စ조사ဆောင်ရွက်ပေးနေကစစ်သားတွေအနေနဲ့စစ်လုံခြုံမှုအပြည့်အဝနဲ့လူသားပြည်သားစွာဆက်လက်ရှင်သန်ရရှိဖို့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ကအချိန်မီအလင်းဝင်ကြပါလို့ ဘုဒ္ဓလင်မိုဘိုင်းတင် BMT ဘုဒ္ဓလင်မြို့နယ်ရွေလျားစစ်ကြောင်းကအတိပေးနှိုးဆော်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တောင်းမြေကြီးကတောင်ငူမြို့မှာစိုးရင်ရေအမှတ်ထက်ပေဝက်ခန့်ကျော်လွန်နေပြီးနောက်တရက်အတွင်းမှာ ပေဝက်ခန့်ပြန်လည်တက်လာနိုင်တယ်လို့ဩဂတ်စ9ရက်နေ့ကမိုးစလရဲ့မြေကြီးကြီးမှုအခြေအနေသတင်းထုတ်ပြန်ချက်မှာဖော်ပြလာပါတယ်။မိုးရွာသွန်းနေရာကြောင့်နောက်တရက်အထိစစ်တောင်းမြေကြီးဟာ တောင်ငူအပြင်မတောင်မြို့ရဲ့စိုးရင်ရေအမှတ်အထက်မှာဆက်ရှိနေမှာဖြစ်လို့မြေကမ်းအနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ရေပေးလို့ရနေရာတွေရှောင်ရှားနိုင်ဖို့တတိပေးထားပါတယ်။လက်ရှိအချိန်မှာတောင်ငူမြို့ရဲ့ရှစ်ရက်ကွ၊၉ရက်ကွ၊20ရက်ကွ၊စပယ်ချန်ရက်ကွ၊ပြတောင်ကျေးရွာနဲ့မိုးကောင်ကျေးရွာအနောက်ပိုင်းတွေမှာလည်းမြေရေဝင်ရောက်နေတယ်လို့သိရပါတယ်။စစ်တောင်းမြေရာစိုးရင်ရေအမှတ်600စင်တီမီတာကိုကျော်လွန်ပြီး လက်ရှိရေအမှတ်631စင်တီမီတာကို ရောက်ရှိနေသလိုတောင်ငူမြို့နယ်ဒဲမှာရှိတဲ့တောက်ရီခတ်ဆယ်ရဲ့ရေတံတားသုံးခုလည်းဖွင့်ထားတာကြောင့်ရေထက်ကြီးလာနိုင်တာတွေရှိလို့ကြိုတင်ပြင်ဆင်လိုအပ်တယ်လို့ပြောထားပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ